ကိုးတိုင်းနောင်ချမ်းဘရောင်းတက်နယ်ညောင်ကျိုးစစ်မျက်နှာပြင်မှာအရခတက်တော်အေးနဲ့စစ်ကောင်မရှင်တက်တို့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပါတယ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ30မော်လိုက်ရဲ့လောက်ခံတက်တွေဟာညောင်ကျိုးညောင်ချောင်းနဲ့ကောက်ွေးပစ္စည်းဆက်ယုံကပ္ပစ76နီးတိုက်ပွဲတွေမှာထိခိုက်သေးဆုံးထွက်ပြေးမှုတွေရှိနေပြီးအထိနာနေတယ်လို့သတင်းရမျက်စိကသိရပါတယ်အေးကဖန်ဆီးရမိတဲ့တက်တွေထဲမှာကလေးနဲ့ဖောင်းမြင်ကတက်တွေပါတယ် ပြီးခဲ့တဲ့၄ရက်နေ့ကလည်းညောင်ခြောက်ကလွတ်လိုက်တဲ့တက်တွေကစင်ကလျားထွက်ပြေးကြတယ်လို့သတင်းထွက်ထားတော့အေးက30ကျော်ကိုဖမ်းမိတယ်ဆိုတာသတင်းမှန်ပါပဲညောင်ကျိုးတဝိုက်နဲ့ကပ္ပဆာ6နီးမှာတော့တိုက်ပွဲပြင်းထန်နေပါတယ်လို့စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်အခုနိုဝင်ဘာ၈ရက်၉ရက်၁၀ရက်နေ့တွေမှာ ညောင်ကျိုးစစ်မျက်နှာပြင်ကထွက်ပြေးပြီးဖမ်းဆီးရမိသူလက်နက်ချလင်းဝင်သူစစ်ကောင်မရှင်တပ်ဖွဲ့ဝင်30လောက်ကိုအေအေကထိမ့်သိမ်းထားတယ်လို့နိုဝင်ဘာ17ရက်နေ့ကထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ရဲ့စကားခ30လောက်ခန့်ခမရ361နဲ့ခမရ363တရင်တွေကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်16ယောက်ကိုကပ္ပဆာ16နီးတိုက်ပွဲတွေအတွင်းကနေအေအေကဖမ်းဆီးရမိခဲ့တာပါ ညောင်ကျိုးကျေးရွာနဲ့အရှိတ်မီတာ2500กว่าမှာရှိတဲ့လေသာတောင်ပဝင်းကျင်မှာလည်းတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးခမာယ368တန်ရင်တစ်ခုတည်းကစစ်ကောင်မရှင်10ယောက်ကိုအေးကလက်ရဖမ်းဆီးရမိခဲ့ပါတယ်။ဒါအပြင်ဗရောင်းမြို့နယ်ကပ္ပစ16နီးရင်းဆိုင်တိုက်ပွဲတွေမှာလည်းခမာယ363တန်ရင်ကတပ်ဖွဲ့ဝင်၄ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ထီးတွေ့တိုက်ပွဲတွေကနေရခိုင်ရိုးမပေါ်နဲ့ရိုးမအောက်တောင်ကြားလမ်းတွေမှာပြင်းထန်ခဲ့ပြီး ကပ္ပစ16ရဲ့ကကင်းနေရာညောင်ကျိုးစင်လန်ကြားလေးသာတောင်ကျော် point 63လုံးစခန်းကုန်းဤတွေမှာတိုက်ပွဲတွေဆက်လက်ဖြစ်နေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ Facebook တိုက်ခိုက်ခံနေရတဲ့ point 63လုံးစခန်းကုန်းဟာကပ္ပစ16ရဲ့အဓိကကကင်းစခန်းကုန်းဖြစ်ပြီးခုနှစ်မိုင်ကျော်ကွာဝေးတယ်လို့သိရပါဗျ။စစ်ကောမရှင်တပ်တွေအနေနဲ့ဆင်လန်နဲ့ညောင်ချောက်တို့ဘက်ကနေအင်အားစုဖွဲ့လာတဲ့စစ်ကြောင်းဟာ ညောင်ကျိုးဘက်ကိုတံပြန်တိုက်စစ်ဆင်လာတဲ့အနေအထားကိုရောက်ရှိနေတယ်လို့လည်းသိရပါတယ်။လက်ရှိမှာစကခ30မော်လိုက်ရဲ့လောက်ခံတရင်တွေကနေတပ်ဖွဲ့ဝင်30ကျော်ဟာ၃ရက်အတွင်းကစင်ကလျားထွက်ပြေးကအလံဖြူထောင်လက်နက်ချခဲ့တယ်လို့သိရှိရပါတယ်။